မင်္ဂလာပါပရိသတ်များရှင်ကျမတို့အောင်မင်္ဂလာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာဆိုရင်တော့မိဘအများရဲ့ရံပွဲများဆိုတဲ့အကြောင်းလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားတော့မှာဖြစ်ပါရစေ။အစီအစဉ်စတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Subscribe လုပ်ရသေးရင် Subscribe လုပ်သွားပေးပြီးတော့ဘေးနားက Notify Bell လေးကိုလည်းနှိပ်ထားပေးဖို့အတွက်မြစ်တာရက်ခံလိုပါရစေ။ ိမာရိယံဖြစ်ကြတာနဲ့ပတ်သက်ပြီးဆက်ဆချင်းကိုပြောနိုင်တဲ့အချက်တခုရှိတယ်လို့ကျွန်တော်ယူဆပါတယ်။အဲ့ဒါကတော့ရန်လုံးလုံးမဖြစ်ကြတာပိုကောင်းတယ်ဆိုတာပါပဲ။ဒါပေမဲ့အမြဲလိုလိုဖြစ်နေကြတယ်ဆိုတာကျွန်တော်သိပါတယ်။နင်းနဲ့မရအတီးတီးချာမှမပြေမလဲဖြစ်ကြတဲ့အတိုင်းစားနဲ့ဖြစ်ကြဖို့အမျိုးမျိုးကွဲပြားခြားနာတတ်ကြပါတယ်။တချို့နေရာကြားတွေနဲ့ဇနီးမယားတွေကသူတို့အနေနဲ့ဘယ်တော့မှအော်ရာဟစ်တာတကြီးကြီးလောက်တာဓမ္မမို့ပွားစီပွားစီလောက်တာမျိုးမလုပ်ဘူး။ နောက်ဆုံးဒေါသတကြီးစိမ့်စိမ့်ကြည့်တာမျိုးတော့မလုပ်ဘူးဆိုပြီးတနိဋ္ဌန်ချထားတကြတာလည်းရှိပါတယ်တကယ်ပါပဲတချို့ဆိုရင်နှကန်းကိုတင်းတင်းစေတာမျိုးတော့မလုပ်ဘဲကိုယ့်ရဲ့အင်တာဘက်ကသဘောမကျတာတွေ့ရုံနဲ့ကိုအလျှော်ပေးလိုက်ကြတာများပါတယ်သူတို့ကတချင်းကြီးနာခံအောက်ကျလိုက်ရတာမျိုးဖြစ်သွားတဲ့အတွက်ဒေါသစိတ်ကိုကြောက်ကြပါတယ်ဒါပေမဲ့ဒါတွေအားလုံးကအနည်းဆုံးသောတာနည်းနည်းလေးပါတတ်တဲ့သဘောထားမညီညွတ်မှုဖြစ်တဲ့ရံပွဲပုံစံလေးပါကျွန်တော်ကတော့လုံးလုံးပြဿနာမတက်နိုင်တဲ့ ဒွိခေါမျောမြင်ပုံကွဲပြားခြားနာတာမျိုးကိုတော့ဆွေးနွေးမှာမဟုတ်ပါဘူး။သဘောတရားအရခံစားမှုအရာမှာအလုံးစုံညီညွတ်ပြည့်လည်မှုရှိတဲ့မိဘတွေနဲ့ကြည်ပြင်းခွင့်ရမယ်ဆိုရင်ကလေးတယောက်အတွက်ပူပြီးကောင်းနေစရာကိုတော့ကျွန်တော်ဝန်ခံရပါလိမ့်မယ်။ဒါပေမဲ့အခြားပုံစံတစ်မျိုးစဉ်းစားမယ်ဆိုရင်အဲ့ဒါကဘဝအတွက်ပြည့်ပြည့်စုံမှုရှိရပြင်ဆင်မှုတစ်ခုပဲဖြစ်ပါလိမ့်မယ်။အနည်းနဲ့မြန်ဆိုသလိုပဲကလေးတယောက်ကအခြားကလေးတွေလူကြီးတွေနဲ့သူတို့ကိုယ်တိုင်ပဲသူနည်းသူဟန်နဲ့ဖြတ်သန်းခဲ့ကြတဲ့ အနေမရှိတဲ့ပုံစံနဲ့အများအားဖြင့်ပေါ်ထုတ်ပြသခဲ့ကြတဲ့ဒေါသတရားမျိုးကိုတခါတခါတော့ဖြစ်မိတတ်ကြတာပဲဆိုတာကိုသိလာမှလည်းဖြစ်ပါတယ်။တေချာရာကတော့ကလေးတယောက်အနေနဲ့တကယ်ပြင်းထန်တဲ့ဒေါသတရားနဲ့အယုတ်ဆိုးကြီးထန်တဲ့စိတ်ခံစားမှုတွေကိုသူ့ရဲ့မိဘတွေစီကမဟုတ်ပဲတခြားသူတွေစီကနေသိမြင်နားလည်တာကပိုကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အခြေခံလုံခြုံမှုကသူ့မိဘနှစ်ပါးရဲ့ဆက်စပ်ရေးခိုင်မာအားကောင်းမှုပေါ်မှာမူတည်နေတယ်ဆိုတာသူသိနေလို့ပါ။ သူရဲ့ဒေါသစိတ်ကိုဂယူဒဇိုင်ထိန်ချုပ်ပြီးစူးစမ်းဟန်လုပ်ထားတဲ့အမှုရာမျိုးလောက်သာဖော်ပြတတ်ကြတဲ့မိဘမျိုးတွေနဲ့မှန်မှန်ကန်ကန်စနစ်တကျချီးပြင်းလာရတဲ့ကျွန်တော်တို့အများစုကမိဘရဲ့ဒေါသကိုဖော်ပြပုံဖော်ပြနေ PC ထိန်ချုပ်ပုံထိန်ချုပ်နေနဲ့အဲ့ဒီဒေါသတွေကြောင့်ကလေးတွေပေါ်မှာဘလို့တက်ရောက်မှုရှိတတ်တယ်ဆိုတာကိစ္စမှာ အရေးကြီးဆုံးချက်ဖြစ်တယ်ဆိုတာကိုစဉ်းစားမိတတ်ကြပါတယ်။ဒါပေမဲ့စိတ်ကူးဆရာဝန်တွေရဲ့လုပ်ငန်းဆောင်တာတွေကကလေးတွေဟာသူတို့မိဘတွေရဲ့ဖြစ်လာနိုင်တဲ့စိတ်ခံစားမှုတွေကိုယုံကြည်စူးစမ်းသိမြင်တတ်တာမျိုးနဲ့ပတ်သက်ပြီးကျွန်တော်တို့အားလုံးဘလောက်အခြေခံကြကြသိကြရဲဆိုတာကိုရှင်းရှင်းလင်းလင်းပေါ်ပြတတ်ပါတယ်ကလေးတွေကမိနစ်ပိုင်းလောက်တွေပြီးသွားတတ်တဲ့စူပူကန့်ကွက်ပြောဆိုမှုမျိုးထက်တနေကုန်ကြအောင်တင်းမာပြီးငြိမ်သက်နေတာမျိုးကိုပို့ပြီးစိတ်နှောက်ရှက်ဖြစ်တတ်ကြပါတယ်။ မိခင်တယောက်ကပကံပြားတစ်ချက်နဲ့ပြစ်ခေါက်လိုက်တာဖခင်တယောက်ကသူမရဲ့မျက်နှာကိုပြစ်ရလိုက်တာမျိုးလို့ဖို့ဆိုတော့မဟုတ်ဘူးနော်အရာထက်ဆိုင်ခွင့်ပြုလိုက်ဖို့ဆိုတာဟိုကောင်းပါတယ်တခြားမိဘတူရဲ့ရင်ထဲမှာဆဆွဲမြဲမြဲနာကျင်ကြံခဲစေနိုင်တဲ့သို့မဟုတ်ကလေးတယောက်ကိုအချိန်ကြာကြီးကြာရွံ့စေနိုင်တဲ့ ရရဆက်ဆက်စော်ကားမှုမျိုးချိန်ချမှုမျိုးထက်ဆိုင်တော့ထိုးလိုက်ရိုင်းလိုက်တာကပို့ပြီးတော့ကောင်းရင်ကောင်းနိုင်ပါတယ်။ရုပ်ပိုင်းရပဲဖြစ်ဖြစ်စိတ်ပိုင်းရပဲဖြစ်ဖြစ်နာကျင်ခံစားမှုကနာကျင်ခံစားစေတာပါပဲ။အရာတွေကလူတစ်ယောက်အတွက်ဒေါသဖြစ်ခါတိကြံခဲစေတတ်သလိုအခြားတစ်ယောက်အတွက်အပြစ်တစ်ခုဖြစ်ကြံစေခဲ့တတ်ပါတယ်။တမည်မည်ဖြစ်ကြံနေတတ်တာမျိုးတွေပေါ့လေ။ပျော်ပြောင်းတဲ့ကုကုကိုထိန်းချုပ်မှုမျိုးအတွက်အခြားเจ้าအချက်ကတော့ထိုးရရိုက်တာတွေဒါမှမဟုတ် အောင်ငေါတာမျိုးတွေကရှက်စရာကောင်းပါတယ်ဆွဲခန်းစားမှုမျိုးနဲ့ကြည်ပြင်းလာကြတဲ့မိဘတွေဖို့တကယ်လို့အဲ့လိုမျိုးသူတို့လုံးလိုက်မိပြီဆိုရင်အချိန်ကြာကြီးမလုံထိုက်လေစင်ချင်းဆိုပြီးတော့ခန်းစားနေမိရတတ်ပါတယ် ။တကယ်လို့ကလေးတယောက်ရှိမှပြဿနာပေါ်လာတဲ့အခါမျိုးမမိုက်မဲမဲဒီပြဿနာကိုဆက်ပြီးအမှားမှရင်ရင်လုံးမဲ့အစားရံဖြစ်တာကိုခဏရှေးဆိုင်ထားလိုက်ရင်ကောင်းမလား။တကယ်တော့သူတို့တွေသာအဲ့ဒီအချိန်မှာရွှေရွှင်ပြပြဆက်ဆက်နိုင်မယ်ဆိုရင်ရှောင်လဲလို့မရနိုင်ဘူးထင်ရတဲ့အဲ့ဒီပြဿနာကိုသူတို့နှစ်ယောက်တည်းရှိရဲ့ဒီအချိန်ထိခဏရှောင်လဲထားလိုက်တာကမိဘတွေအတွက်ပိုပြီး အသိပညာရှိရာကြတာအသေးချာပဲဖြစ်ပါတယ်သူတွေကရန်ဖြစ်တာကိုမေ့ရင်တော့မေ့သွားနိုင်ပါတယ်ဒါပေမဲ့လို့သူတို့ရဲ့ကလေးရှိမှပဲတနာရီလောက်ကြာအောင်စိတ်ဆိုးမှန်ဆိုပြစ်တယ်ပြောဆိုနေမယ်ဆိုရင်တော့ဘလို့ရောက်လက်မျိုးရလာမယ်လို့ပြောဖို့ခက်သွားမှာပါပဲကလေးတယောက်ကြောင့်ရန်ဖြစ်တာကိုရက်ဆိုင်လိုက်တာကအတိတ်ပဲရှိသလိုလက်တွေ့လည်းကြားပါတယ်ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပုပ်ပွင့်လင်းလင်းရှိဖို့နဲ့ခါခွင်းသင့်ဖို့လည်းအရေးကြီးပါတယ်ကလေးကစိတ်ဆိုးမှန်ဆိုပြောနေတဲ့အတန်တွင် ကားပေါက်ကနေကြားသွားမယ်။သုံးမုံပြီးအပြစ်တစ်ခုခုဖြစ်ပုံရတဲ့မိဘတွေကိုသူတွေ့သွားမယ်။သူတို့ကထူးထူးခြားခြားငြိမ်သက်နေမယ်။ဒါမှမဟုတ်သူတို့ကိုစိတ်ဆိုးဆိုးနဲ့အခန်းထဲကထွက်သွားဖို့အမိန့်ပေးမယ်ဆိုရင်တော့သူကတကယ်ဖြစ်နေတဲ့အခြေအနေချက်ကိုပို့ပြီးဆိုးဆိုးရွားရွားတွေးထင်စဉ်းစားသွားပါလိမ့်မယ်။လူမွေးနီးပြည့်ရတခုတုံးပြီးရှင်းလင်းပြောပြတာကပိုပြီးကောင်းတော့ပေါ့လေဥပမာပေပေတို့မေမေတို့မှာစိတ်ဆိုးစရာပြဿနာတခုဖြစ်နေလို့ပါကွာလာတို့တွေအခြားတခုခုလောက်ကြတာပေါ့အဆိုရာမျိုးပေါ့ဗျာ ခင်ဗျားတို့ကတော့ကျွန်တော်ကရန်ဖြစ်တာတွေဟာမလွဲမရှောင်သာကိစ္စမျိုးလို့လည်းပြောရက်ပြီးတခါအဲ့လိုရန်ဖြစ်တာတွေကကလေးတွေကိုပုံတတဲ့အမျိုးမျိုးနဲ့စိတ်ထိခိုက်သွားစေနိုင်တယ်လို့ပြောပြန်ရောလုံးချလိုက်နေတာပဲလို့ထင်ကြမှာပါပဲနည်းနည်းလေးပို့ပြီးအပြုတ်သဘောကျွန်တော်တို့သဘောထားကြရအောင်နော်အရေးကြီးဆုံးချက်ကမိဘရဲ့ရံပွဲတွေမှာသူတို့ရဲ့အပြောဆိုအမှုရာတွေနဲ့ရံဖြစ်တဲ့အချိန်ရဲ့အတွက်တွေမဟုတ်ဘဲမိဘနှစ်ပါးရဲ့အခြေခံဆက်ဆံရေးနဲ့သူတို့ရဲ့ရံပွဲတွေမှာသူတို့ဖွင့်ထုတ်ဖော်ပြလိုက်တဲ့ဖော်ပြချက်တွေဒါဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ် တကယ်လို့သူတို့ကတယောက်နဲ့တယောက်နှစ်နှစ်ကကချစ်ကြမယ်တယောက်နဲ့တယောက်လေးစားမှုရှိကြမယ်ဘဝရင်မှန်ချက်တွေနဲ့လည်းပတ်သက်ပြီးတော့တယောက်နဲ့တယောက်အခြေခံအားဖြင့်သဘောရညီညွတ်မှုရှိကြမယ် တို့နဲ့ကလေးတွေမှာတို့တက်ဆင်ပေးခြင်းနဲ့အတွေ့အမြင်ယုံကြည်မှုတွေပေါ်မှာလည်းအခြေခံမြင်ကျင်းတူကြမယ်ဆိုရင်တို့ရံဖြစ်တဲ့အခါမှာလည်းတည်ရင်မကြည့်ရငွေကြေးကိစ္စဆွေမျိုးသားချင်းကိစ္စဖိရိုက်တဲ့ကိစ္စပုဂ္ဂိုလ်ရေးရဝတ်စားစင်မှုစတာမျိုးလောက်ပဲအဓိကဖြစ်ကြပါတယ်တို့ရဲ့ရံပွဲတွေကိုလည်းဖြစ်နိုင်သမျှအမြန်ဆုံးရပြဖို့စူးစမ်းကြမယ်ဆိုရင်တော့တို့ကြောင့်တို့ကလေးတွေသိစိတ်ထိခိုက်ခံစားကြရမယ်မဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကတကယ်ဖြစ်နေတဲ့ရံပွဲတွေကနေချိန်ဆတိုင်းထွက်မှုအချို့ကိုဘယ်လိုဖယ်ရှားပြစ်ကြမယ်ပြီးတော့အဲ့ဒီရံပွဲတွေကနေပညာရေးဆိုင်ရာတန်ဖိုးအနေချင်းလောက်က ကိုယ်တော်ဘယ်လိုရယူနိုင်ကြမလဲဆိုတာကိုနည်းနည်းပို့ပြီးအသေးစိတ်ကြကြပြောဆိုနိုင်ဆွေးနွေးနိုင်ပါသေးတယ်ကလင်းငယ်လေးတွေကသူတို့ရဲ့မိဘတွေရဲ့ဒေါသသူတို့ကိုယ်တိုင်ရဲ့ဒေါသနဲ့ပတ်သက်ပြီးပူပန်သောကဖြစ်ရတဲ့အဓိကအကြောင်းတွေထဲကတစ်ခုကတော့သူတို့ကိုယ်တိုင်ရဲ့ဒေါသဟာလူကြီးတွေရဲ့ဒေါသထက်ပိုပြီးပြင်းထန်ကြမ်းတမ်းပိုပြီးအယိုင်းဆက်ဆံဖြစ်ပေါ်တယ်လို့ပါ ကလင်းငယ်လေးတွေကသူတို့တွေအနေနဲ့သူတို့မိဘတွေကိုဒေါသထွက်စိတ်ဆိုးလာတဲ့အချိန်မှာအချိန်ပိုင်းခဏပိုင်းလောက်တော့အဲ့ဒီအဖေသုံးမအမေကိုတုတ်တင်ဖယ်ရှားပြစ်ချင်တတ်ကြပါတယ်။ဒါပေမဲ့သူတို့ဟာသူတို့မိဘတွေပေါ်မှာပဲလုံးဝမိခိုအားထားနေရတယ်။မိဘတွေကသူ့ကိုလည်းချစ်ကြတယ်ဆိုတာသိနေတော့သူ့ရင်ထဲမှာစိုးရိမ်ပူပန်စိတ်နဲ့အပြည့်ရှိရမယ်ဆိုရက် စိတ်တွေပြေရှမ်းနေတတ်ပါတယ်သူတို့ရဲ့ဒေါသစိတ်ကိုထိန်းချုပ်နိုင်ဖို့သူတို့ရဲ့အရေးသွေးပေါ်မှာလည်းသူယုံကြည်မှုမရှိသေးပါဘူးသူအနေနဲ့လူတိုင်းလူတိုင်းအတွက်အသက်အန္တရာယ်ရှိတဲ့တိုက်ခိုက်မှုပေါင်းအကျိန်၁၀သိန်းလောက်ရှိရစွာတိလောက်အောင်အတွေ့အကြုံမရှိခဲ့သေးဘူးလေသူကသူ့ရဲ့ရန်ဖြစ်နေတဲ့မိမာတွေမှာတက်ဖြတ်ဖို့အထိခံစားမှုတွေရှိုံသာမဟုတ်သေးပဲတက်ချင်ရင်လည်းတက်လောက်တယ်လို့လည်းယူဆမှာဖြစ်ပါတယ်ဆေယောကကိုဆရာဝန်တရားကပုံမှန်မဟုတ်တဲ့စိတ်ပူပင်သောကတွေနဲ့ ပြစ်ရှိရလို့ခံစားနေရတဲ့ကလေးမျိုးတယောက်နဲ့သူ့လူကိုလောရပြီဆိုရင်အဲ့ဒီကလေးကိုတစ်ခါတခါစိတ်ဆိုးဒေါသထွက်တာကတဘာဝတိုင်းသာဖြစ်တတ်တဲ့အကြောင်းအဲ့ဒီဒေါသစိတ်ခံစားမှုကတခြားသူတွေအတွက်အန္တရာယ်မရှိတဲ့အကြောင်းအဲ့ဒီစိတ်ဒေါသတွေနဲ့ပတ်သက်ပြီးဝန်ခံပြောဆိုတာကကောင်းတဲ့အကြောင်းတွေကိုသူစိတ်ချလက်ချရှိလာအောင်ပြောဖို့အချိန်များကြီးအသုံးပြုရဖို့များပါတယ်အဲ့လိုလုပ်လိုက်တာကကလေးကိုအကြီးအကျယ်စိတ်သက်သာရရသွားစေပြီးသူ့ရဲ့ယောဂလက္ခဏာအချို့ကိုလည်းတိုးတက်ကောင်းမွန်လာစေတာဖြစ်ပါတယ် ကြောင်မို့မိဘတွေရံဖြစ်နေကြတာကိုကလင်းငယ်တယောက်ကတွေ့သွားပြီးဆိုရင်အဲ့ဒါကဘာဖြစ်တယ်ဆိုတာကိုပြောပြရမှာဖြစ်တယ်လို့ဘလို့ဟာမျိုးတော့မဟုတ်ဘူးဆိုရက်အချောင်းကိုလည်းပြောရမှာဖြစ်ပါတယ်အဲ့လိုမှကလေးကအဲ့ဒီရံဖြစ်မှုကြောင့်မလို့အပ်ပဲစိတ်ထိခိုက်ခံစားရမှာမျိုးမဖြစ်မှာဖြစ်ပါတယ်အမေတို့မို့အဖေတယောက်ကတို့ကကားတစည်းဝယ်ဖို့အရင်းခုန်ဖြစ်နေကြတာပါကွယ်မင်းနဲ့တော်မီနဲ့မင်းတို့ကစားစရာတွေကြောင့်ရံဖြစ်ကြတယ်လို့မျိုးပေါ့စသဖြင့်ပြောဆိုနိုင်တာပေါ့လေ စိတ်မပူကြပါနဲ့မေမေတွေဖေဖေတွေအားလုံးကတယောက်နဲ့တယောက်တစ်ခါတလေတော့စိတ်ဆိုးဒေါသထွက်တက်ကြတာပါပဲခဏလောက်လေးအတွင်းမှာအငင်းပွားရံဖြစ်တာပြီးသွားပြီတို့တွေတစ်ခါပြောစရာကောင်းလာမှာပါကွယ်အဲ့လိုမျိုးအပြောမျိုးနဲ့ပေါ့ဗျာဒါပေမဲ့အသေးဖွဲမပြေလေဖြစ်တာမျိုးလေးတွေကအစဖြစ်တဲ့ခါတိုင်းမိဘတွေကအဲ့လိုစကလုံးမျိုးတွေသုံးဖို့ကျွန်တော်ကမစိုးလို့ဘူးနော်ဒီလိုဆိုရင်တော့လူတိုင်းအတွက်ညီငွေးစရာတစ်ခုဖြစ်သွားမှာအမှန်ပါ အများစုကတော့ရှမ်ပင်နဲ့ချိန်လောက်ဖြစ်ပြီးဖြစ်တဲ့အခါမှာဘလောက်ပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်။အဲ့ဒီရင်ဖြစ်မှုတွေကြောင့်ကလေးကဘလောက်ထိစိတ်ထိခိုက်ခံစားရတယ်ဆိုတဲ့အပေါ်မှာမူတည်နေတာပဲဖြစ်ပါတယ်။မိဘတွေရင်ဖြစ်ကြတာကဘာနဲ့ပတ်သက်တယ်လဲဆိုတဲ့မိကွန်းကိုကျွန်တော်တို့ပြန်ချင်းကတင်တာဖြစ်ပါတယ်။အလောကိစ္စ၊ယုံကိစ္စအစတွေကများများဆဆမဟုတ်ပါဘူး။အခြေခံကြတဲ့စဉ်းစားမှုကြောင့်အများဆုံးဖြစ်ရတာလို့ဆိုရမှာပါ။ တယောက်နဲ့တယောက်သိလိစားမှုရှိပြီးရင်ချက်တဲ့ဇနီးမောင်နှံတွေမှာတော့တစ်ချိန်မဟုတ်တစ်ချိန်မှာတချို့အသုံးဆွဲကြည့်ကြမျိုးတွေမိတ်ဆွေပေါင်းသင်းရွေးချယ်မှုနဲ့အများနဲ့ဆက်ဆံတဲ့အပြုမှုအပေါင်းသင်းလေးတွေကအစစီမံကိန်းတန်းချမှတ်မှုကလေးတွေရဲ့ စီကံစာရီနဲ့ပတ်သက်ပြီးအကြီးအကျယ်သဘောထားကွဲတတ်ကြတဲ့ဆရာကိုလေ့လာတွေ့ရှိထားပါတယ်။ဒီလိုမျိုးသဘောထားကွဲပြားလာတာကိုတွေ့သွားကြတဲ့မိဘတွေကိုကျွန်တော်စကားပြောခဲ့တဲ့အချိန်မှာသူတို့ကဒီလိုမျိုးသွေးမြူယူစာပုံနဲ့ကွဲပြားကြတာကိုအထူးသဖြင့်လက်ထပ်ပြီးအစောပိုင်းကာလတွေအတွက်အတွင်းမှာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။နုပြုံမှုကို ကားမွန်နဲ့အိမ်နာဦးစားမတင်မဲလင်မယားနှစ်ယောက်စလုံးကသူတို့တွေဗနီယာမှာကွဲပြားသွားကြတယ်ဘာကြောင့်ကွဲပြားသွားကြတယ်ဆိုတာကိုအခြေတင်ပြောရင်းဆိုရင်းနေပဲဖြစ်ဖြစ်နောက်ဆိုင်နောက်ပိုင်းမှာဖြစ်လာတတ်တဲ့အေးစစ်စစ်ပြောဆိုဆွေးနွေးရင်းနေမှာပဲဖြစ်ဖြစ်တိမြင်လာခဲ့ကြတာပါသူတို့ကတယောက်ကြောင်းတယောက်နားလေကြပြီးတော့တိတ်မကြခနာဆိုသလိုပဲအရင်တော့ကသူတို့မသိခဲ့ကြသေးတဲ့သူတို့ကိုနားရဲ့အကြောင်းတွေကိုလည်းတိမြင်နားလေလာကြတာဖြစ်ပါတယ် နားလည်မှုလွဲမှားမှုတွေလျော့နေလာပါတယ်။သူမှာတော့စိတ်ဆိုးစိတ်နှောင့်ရဖြစ်စရာသဘာဝဓမ္မမှုတောင်းကျိုးမညီညွတ်တဲ့တွေးမြေယုံကြည်မှုတွေရှိနေတယ်လို့ပထမဆုံးသိမြင်လာတဲ့အင်တာဘတ်တယောက်ကသူရဲ့အချင်းစရိုက်လေးတချို့ကိုပြုပြင်ဖို့တိတ်တိတ်ကလေးပဲဆုံးဖြတ်လိုက်တတ်ကြပါတယ်။ဝန်ခံနာမျိုးလဲရှိတာပေါ့လေ ဆွေးနွေးပြောဆိုမှုတစ်ခုအပြီးမှာမတူညီတဲ့အတွေးမြင်ယူဆမှုတွေရှိနေအောင်မယ်ဆိုရင်တော့သူကိုယ်တိုင်အတွက်ရောတခြားသူအတွက်ပါအရာကဘလောက်ထိအရေးပါတယ်ဆိုတာကိုတူးချင်းစီရဲ့ခံမှန်းတွက်ချက်မှုပေါ်မှာအခြေခံပြီးလင်မယားနှစ်ယောက်ကစကားပြောလို့ပဲဖြစ်ဖြစ်မပြောဘဲနဲ့ပဲဖြစ်ဖြစ်အလျှော်ပေးညီနိုင်မှုတစ်ခုခုကိုလှုပ်တက်ကြပါတယ်ပြောရရင်တော့ဇနီးမယားအနေနဲ့သူမစိတ်ထဲမှာဒါကတော်တော်ယူတဲ့စိတ်ကူးပဲလို့တိတ်တိတ်ကလေးတွေးနေပေမဲ့သူမယောက်ျားကားသစ်ဝယ်မှာကိုနောက်ဆုံးသဘောတူလက်ခံကောင်းလက်ခံမယ်ပေါ့ဗျာ။ ။ဘာဖြစ်လို့လဲဆိုတော့အရာကသူမယောက်ျားအတွက်တိတ်အေးကြီးနေတယ်ဆိုတာသူမသဘောပေါက်လို့။နောက်တစ်ခုကတခြားကိစ္စတွေမှာသူမကသူ့ဘောတိတ်လေးစားချစ်လို့ပဲဗျ။သူမယောက်ျားအနေနဲ့ကတော့သူမရဲ့အကြောင်းပြချက်တွေကိုသဘောမကျပါဘူးလို့ပြောမယ်အစားလင်းရင်ပြန်တော့တမမောင်းပါဘူးကွာလို့ကတိပေးကောင်းပေးနိုင်တာပေါ့လေ ကောင်းမွန်တဲ့အိမ်တော်ကြီးတွေမှာဆိုရင်တော့အချို့ကြောင့်ပဲရံပွဲတွေပြည်လဲပြီးပြီးဆုံးသွားတတ်ပါတယ်။ဒုက္ခတွေပြဿနာတွေရှိနေတဲ့အိမ်တော်ကြီးတွေမှာတော့ရံပွဲတွေပြည်လဲသွားလို့မရှိတတ်ကြပါဘူး။အင်တာဘက်တယောက်နဲ့တယောက်ကြားမှာကြီးမားတဲ့ပဋိပက္ခတစ်ခုရှိနေပြီးဆိုရင်တော့အနည်းဆုံးအင်တာဘက်တယောက်ကအခြားတယောက်နဲ့ရှုပ်ဖို့အကြောင်းတွေတော့ရှာတော့မှာပါပဲ။အင်တာတစ်ခုရဲ့ပပတ်လဲမှာဒီတိုင်းသာရှိသွားရင်တနေ့နေ့တစ်ချိန်ချိန်ကြီးမားတဲ့ပြဿနာအဖြစ်ပေါက်ကွဲလာနိုင်လောက်တဲ့ကိစ္စလေးတွေအတိအကျအားဖြင့်ရှာနေချီပြီးရှိနေတဲ့ဆိုတာဖျားပဲသိပါတယ်။ကျွန်တော်ကတော့အခုစံပြူအိမ်ထောင်နေနဲ့ ရင်းရိုင်နေတဲ့အိမ်တော်စုတွေကိုပဲပြောနေသလိုဖြစ်နေတာပေါ့လေအများစုကတော့ဒီနှစ်ခုကြာကအိမ်တော်ရေးတွေလို့ပြောလို့ရမယ်ထင်ပါတယ်ပြည်ပြင်းညညမှုတွေကမိသားစုတွေရဲ့အတွင်ပိုင်းပြင်ပိုင်းမှာရှိရဲ့ညောင်များလာတဲ့အကြောင်းချက်တွေပေါ်မှာမူတည်ပြီးသတင်းပတ်တစ်ပတ်နဲ့တစ်ပတ်တနင်္လာနေ့တနေ့အမျိုးမျိုးထွေထွေဖြစ်လာကြပါတယ် အထူးချက်တွေကမြင်သာထင်ရှားပါတယ်။အင်ထာဖက်တွေကိုနိုင်စီကဖြစ်လာတဲ့ပိုပြီးများပြားတဲ့အချက်လက်တွေဆိုရင်ပိုလို့တော့မမြင်နိုင်အောင်ကွယ်ဝန်းနေတတ်ပါတယ်။ဥပမာအားဖြင့်တချို့လူတွေကအစဉ်စံပံပြတ်တဲ့တိုက်ခိုက်မှုတွေအခြေပွဲတော်တွေရှိနေတဲ့မိသားစုပတ်ဝန်းကျင်ခံစားမှုနဲ့ကြည်ပြင်းလာခဲ့ကြတာပါ။အဲ့ဒီချက်ကသူတို့ကိုသူတို့ရဲ့အင်ထောင်ရေးဘဝအထဲမှာမကြာခဏတိုက်ခိုက်မှုတွေရှာပြီးပျော်ရွှင်မှုကိုခံစားလာစေရပါ ဒါပေမဲ့သူတို့ကအဲ့ဒါကိုသူတို့ကိုသူတို့ဝန်ခံသလိုအခြားသူတွေကိုလည်းဝန်ခံလိမ့်မယ်မဟုတ်ပါဘူး။သူတို့ကတိုက်ခိုက်မှုတစ်ခုကိုဖျက်ဆီးပြီးတဲ့အချိန်တိုင်းအောင်တကယ့်ချစ်ချင်းကိုမခံစားတတ်ကြပါဘူး။အင်းနီနာချင်းတွေကအော်ဟစ်ဆူညံဟစ်ကျွေးတန်တွေလက်ထပ်ပွဲတိုင်းတဲ့ကျင်းဆိုတန်တွေကြားရမယ်။ပြိုကွဲသွားမယ်ဒါပေမဲ့အဲ့လိုပဲဖြစ်ဖြစ်နေရပါပဲ။အဲ့ဒီအိမ်နောက်မှုဘွားကနေအလားတူပုံစံတိုင်းဖြစ်လာမဲ့ကလေးတွေပေါက်ပွားလာနိုင်ပါတယ်။ ခါအားလျော်စွာဖြစ်လာနိုင်တဲ့မိသားစုတစ်ခုမှာမကြမကြကြိုးကြောင်းမညီညွတ်တဲ့ရံပွဲတွေဖြစ်လာစေတတ်တဲ့နောက်ထပ်အချက်တစ်ခုကတော့မိဘတူဦးနဲ့တိတ်အဆင်မပြေတဲ့ကလေးတစ်ယောက်နဲ့တခြားမိဘတူဦးနဲ့ရုပ်ရည်အရာတိတ်တီလွန်းနေတဲ့အချက်ပဲဖြစ်ပါတယ်။ ဥမာအဖြစ်အမေကကလေးကိုပြစ်တင်မောင်းမဲ့အဟန့်တားလုပ်တဲ့ချိန်မှာအဖေကကလေးခန်းစားရတာတစ်ပူခန်းစားပြီးကြဲကြဲလောင်လောင်ဆန့်ကျင်ကက်ကွက်လာတတ်တာမျိုးပေါ့ဗျာတကယ်လို့အမေကမိသားစုထဲကစားကလေးတယောက်နဲ့တသဘောတည်းတပုံစံနဲ့ဖြစ်နေမယ်ဆိုရင်လေအမေလုပ်တဲ့သူကအဖေလုပ်တဲ့သူကိုအဲ့ဒီကလေးပေါ်မှာမျှများတတ်တာမရှိဘူးဆိုပြီးဆွဆွဲကောင်းဆွဆွဲလာနိုင်ပါတယ် ။အဲဒီခါမှာကလေးတွေကမိဘတွေရဲ့ပฏิပက္ခထဲမှာဝင်ပြီးတတ်ထိုးမြောက်ပဲလှုပ်ကြရင်းနဲ့ပဲရှံပွဲတွေကပွားတစ်ထက်ပွားလာတာဖြစ်ပါတယ်။ခံကောင်းထောင်းမတာကတော့အိမ်အောင်ရေးတင်းမာမှုတွေကိုဖြစ်လာစေတတ်တဲ့ရေပုံရအချက်တွေကိုဟော်ရုံးကားချက်ပို့ပြီးလူများစုကသိလာကြပြီးတော့သူတို့ရဲ့အိမ်အောင်မှုပြဿနာအခက်အခဲတွေကိုဇနီးမောင်နှံနဲ့အောင်စလုံးနားလေကြော်လွားနိုင်အောင်အကူအညီပေးဖို့အစဉ်အသင့်ရှိနေကြတဲ့ကျွမ်းကျင်သူပညာရှင်တွေလည်းနေပယ်မျိုးမျိုးမှာရှိလာကြပါပြီ။လက်ထက်ထိန်များမှုလမ်းညွန်စေခန်းတွေနဲ့စိတ်ကူပညာရှင်တွေရှိနေကြပါပြီ။တချို့ဖျားเจ้าတွေကဖုန်းတော် ကြီးတွေဆွေလဲဒုက္ခဖြစ်လာနိုင်တဲ့အကြောင်းတရားတွေကိုဇနီးမောင်နှံတွေသိမြင်နားလည်လာအောင်ကူညီပေးတဲ့နေရာမှာအတော်ကျွမ်းကျင်ကောင်းမွန်နေကြတာကိုလည်းတွေ့ရှိရတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ဒီမှလေးပဲပြီးဆုံးသွားပါပြီ။နောက်လာမယ့်အခန်းလေးကိုလည်းဆက်လက်တင်ဆက်ပေးသွားအောင်မလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။အခုလိုနာတော်တာဆင်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျမတို့အနေနဲ့ကျေးဇူးတူပဲတင်ရှိလိုက်ရပါတယ်ရှင်။